မင်္ဂလာပါရှင်ဒီနေ့ကျမတို့ဆွေးနွေးတဲ့အကြောင်းအရာကတော့ Manchester United ရဲ့နာမည်ကျော်နှုတ်ခမ်းလူ Harry Maguire ရဲ့အနာဂတ်ခြေနေသားဟုတ်ကဲ့မင်္ဂလာပါဗျာသူရဲ့စာချုပ်တက်တန်းကဂုံတော့မယ့်အနေအထားဆိုလေအသေးမှဆက်ရှိမလားဒါမှမဟုတ်လမ်းခွဲမလားဆိုတာအတော်လေးစိတ်ဝင်စားစရာဖြစ်နေပါတယ်ဟုတ်ပါတယ်အတော်လေးပြောစရာကောင်းခြင်းတစ်ခုဖြစ်နေတာဗော ီချောင်းကိုကျမတို့နည်းနည်းလေးအသေးစိတ်စမ်းစစ်ကြည့်ဖို့အတွက်အထူးကကြီးဖြစ်တဲ့ရဲ့မဲကမကွာရစာချုပ်တင်ယူနိုက်တက်အခြေအနေဆိုတဲ့သုံးသက်ချက်ဆောင်ပါတစ်ခုပါဟုတ်ကဲ့အဲ့ဒီထဲမှာသစန်းတရင်းစာအတွက်ဆမ်မြူအယ်လက်ခတ်ရေးထားတဲ့အချက်တချို့ကိုလည်းကိုးကားထားတာတွေ့ရတယ်ဗျာစိတ်ဝင်စားစရာအချက်တွေပါပါတယ်ဟုတ်ပါတယ်ဆိုတော့ဒီဆောင်းပါးပါအချက်လက်တွေကိုအခြေခံပြီးတော့လေမကွာရရဲ့လက်ရှိစာချုပ်ကိစ္စတွေအဲ United မှာသူဖြစ်တိုင်းခဲ့တဲ့အတက်အကြာတွေအခုကစားချိန်နည်းလာလားနည်း အဲအဲ့တော့စားချုပ်သစ်ဖြစ်နိုင်ခြေဘယ်လိုရှိမလဲဆိုတာတွေကိုနားလည်အောင်စူးစမ်းပြီးဆွေးနွေးကြည့်ကြရအောင်ပါ။ကောင်းပါပြီ။သူ့ရဲ့အချီနီကအတော်လေးအလွားအဆုံဖြစ်နေတာတော့မှန်ပဲ။အဲမျောလင့်ချက်ဒီအခက်ခဲဒီရှေ့ဆက်ပါဖြစ်နိုင်မလဲဆိုတာတွေပေါ့။ဟုတ်ကဲ့။ကဲဒါဆိုပထမအဆုံးသူ့ရဲ့လက်ရှိစားချုပ်အချီနီလေးနဲ့စားလိုက်ကြရအောင်လား။သူကစားချုပ်သက်တမ်းနောက်ဆုံးနှစ်ထဲရောက်ပြီဆိုပေမဲ့အတိအကျပြောလို့ရရင်နည်းနည်းလေးပူရှုပ်တယ်နော်အချီနီက။ဟုတ်ပါတယ်ဟုတ်ပါတယ်။သူ့ရဲ့မူလစားချုပ်သက်တမ်းကလေး တကယ်ဆိုဒီ2025နွေရာဒီမှာကုန်မှာอืมဟုတ်ဒါပေမဲ့ကလပ်ဘက်ကလေစားချွတ်ထဲမှာပါတယ်ဒီနေ့တတန်တိုးခွင့် option လေးရှိတယ်အဲ့လာကိုဒီနေ့အစိုးပိုင်းကတွန်းလိုက်တယ် activate လုပ်လိုက်တာပေါ့ဩဟုတ်ကဲ့ဆိုတော့ဒီယာဝန်သူစားချွတ်က2026နွေရာဒီအထိရှိသွားတယ်ဩဒါပေမဲ့အဲ့လိုတတန်တိုးလိုက်တာကသူ့ကိုရေရှည်ယုံကြည်လို့ဆိုတာထက်ဟိုအလွတ်ပြောင်းရွှေ့ခြင်းနဲ့မဆုံးရှုံးချင်လို့ဒါမှမဟုတ်အချင်းနေစောင့်ကြည့်ဖို့အချင်းယူတဲ့သဘောမျိုးချစ်နိုင်တယ်ပေါ့နော် အဲ့လိုလဲကောက်ချက်ဆွဲနိုင်တာပေါ့ဟုတ်ပါတယ်သူအနာကကိုလုံးဝအာမခံချက်ပေးလိုက်တာမျိုးတော့မဟုတ်သေးဘူးဆိုတဲ့သဘောမျိုးသိအောင်နိုင်တယ်ဗျာကလယောကစားသမားတို့ပါအချိန်ဆွဲထားတဲ့သဘောလေးပေါ့ဟုတ်ပါပြီသူရဲ့ United ကစားသမားဘဝကို ပြန်ကြည့်ရင်လဲတကယ်ကိုရုပ်ရှင်လိုပဲနော်အတက်အကျတွေကအများများတယ်အတိတ်ကြပါပဲ2019မှာ Leicester နေပြောင်းလာတော့ကလေဟုတ်ပေါင်းသန်း60နောက်ခံလူတယောက်အတွက်ကပ္ပဆန်ကျင်တယ်ပဲ အခုတည်းအိမ်ဆန်ချင်းကမကြိုးသေးဘူးဟုတ်ပါအဲ့ဒီပြောင်းရွှေ့ကြေးကြီးကသူ့အပေါ်မှာဖျားတယ်မြားကြီးဖြစ်စေခဲ့တာပေါ့မှန်ပါတယ်အဲ့ဒါတော့ပိတ်ဆံတယ်မဟုတ်ဘူးမြားလန့်ချက်တွေကပါအယမ်းမြန်သွားတာလေသူကောင်းကောင်းဆိုးဆိုးအဲ့ဒီဆင်းနှုံးကြီးနေမဲ့တိုင်းတာခံနေရတော့တာဟုတ်ကဲ့ပရိသတ်ဒီကြမှာလဲသူ့အပေါ်သဘောထားနီမွဲ့ကွက်ခဲ့သေးလေအစကလေးကဟုတ်ကဲ့တချို့ကသူခေါင်းဆောင်မှု အရေးသွေးခန်းစစ်မာတာကြိုက်ပြီးမဲ့တချို့ကကြတော့သူ့ရဲ့ဩဘောလုံးနဲ့ရွေ့ရမှုနည်းနည်းနေတာတော့ တုံ value လေးတွေပေါ့အဲ့ဒါဒီကိုဈေးနဲ့မတန်ဘူးလို့ဝေဖန်ကြတာဟုတ်ပါတယ်ဒီလောက်ဈေးကြီးတော့အမားသေးသေးလေးတောင်ပုံမြင်သားတာပေါ့အင်းဒါပေမဲ့အစပိုင်းတော့အောင်မြင်မှုတွေလည်းရှိခဲ့တာနော်အိုဂါနာဆိုရှယ်လက်ထံမှာဆိုရင်မှန်ပါတယ်အတင်းခေါဆောင်ဖြစ်လာတာလေအဲ့ဒါကအာတင်းဆရာတို့ဖြစ်ခဲ့ပေမဲ့အလို့ဖြစ်ခဲ့တယ်အတန်းရတာတခုထီပေါ့အဲ့ဒီတော့က United Away ခွင့်ရှုံးဝဲမရှိစမ်းကျင်တင်တဲ့ကာလမှာသူကနောက်တောင်မှအဓိကပဲမဟုတ်လားဟုတ်ကဲ့ သူ့ရဲ့ခေါင်းတိုက်ပေါ်တွေခန်းစစ်ကိုဥဆောင်နိုင်တာတွေကအရေးပါခဲ့တာမှန်ပဲအဲ့ဒီအချိန်တုန်းကတော့ပေါင်တန်းစစ်စစ်တန်းဘူးထိနေပြီလို့ထင်ခဲ့ကြမှာဒါမဲ့အချိန်ကြီးလေးကမြင်လိုက်တာအရီတန်ဟတ်ရောက်လာပြီးနောက်ပိုင်းသူ့ဘဝအပြောင်းလဲကြီးဖြစ်သွားတဲ့ဟုတ်ပါပြီအတင်းခေါင်းဆောင်လက်ပတ်ပြာတင်းခံလာရတာအဲ့ဒါကသူ့တဲ့ပုဂ္ဂိုလ်ရဲ့အရာရောကစားသမားဘဝအရာပါတော်တော်ထိခိုက်မှာပဲနော်သိချတာဗောဒါကလက်ပတ်တင်းနာတဲ့ပို့တယ်ဗျာနီးပြတဲ့ပလန်မှာ သူအဓိကမဟုတ်တော့ဘူးဆိုတဲ့အချက်ပြမှုပဲလေပြီးတော့ဟို2023ညရာဒီတုန်းကဝက်ဟမ်ကိုပြောင်းဖို့နီးနီးလေးဖြစ်သွားသေးတယ်နော်ဟုတ်တယ်သဘောတူညီမှုတောင်ရပြီးမှပြတ်သွားတာအဲတုန်းကတော်တော်များများကသူ United ကစားသမားဟိုကပြီးပြီလို့တောင်ထင်ခဲ့ကြတာဘာလို့ပြတ်သွားလဲဆိုတာလေအတိအကျမသိနိုင်အောင်နော်လာစာကီဆာလာကလတ်ကအစားမရှာရသေးလို့လားဆိုတာမျိုးတွေဟုတ်ကဲ့အညင်းပွားစရာလေးတွေတော့ဖြစ်ခဲ့တာဗော ဒါပေမဲ့အဲ့လိုအခြေအနေကနေသူပြန်တက်လာနိုင်ခဲ့တာကတော့တကယ်ချီးကျူးဖို့ကောင်းတယ်။သူရဲ့စိတ်တက်မှာကြောမှုကိုပြတာပဲ။ပြီးခဲ့တဲ့ရာသီတုန်းကဆိုအတင်းနောက်တန်တန်ရတဲ့အရန်များနေတော့သူပဲရေးပါတဲ့ပွဲဝီဝင်ကစားပေးခဲ့ရတာ။ဟုတ်ပါတယ်။အဲ့ဒီဆုံးပါတဲ့မှာရေးထားတာကသူဟာအတင်းရဲ့ဟို leadership group ထဲမှာတောင်နေရာတန်ရခဲ့တယ်ဆိုပဲ။အော်ဟုတ်လား။ဒါကကွင်းတစ်ကစွမ်းဆောင်ရတဲ့ခုတဲ့ကြောင့်မဟုတ်တော့ဘူး။အဝေးလဲခန်းထဲမှာသူ့ရဲ့အတွေ့အကြုံသူ့ရဲ့ဩဇာ လူငယ်တွေကိုလမ်းညွှန်ပေးနိုင်တာဒီကြောင့်လေပါမှာပေါ့သူရဲ့ဒီလိုအခြေအနေမျိုးကိုကြံ့ကြံ့ခံနိုင်တဲ့စိတ်ဓာတ် Ultraford ရဲ့ Fee အားသံကိုခံနိုင်တာမျိုးကအတင်းအတွက်တံပိုးရှိနေသေးလားလို့ကလကပြန်စဉ်းစားလာပုံရတယ်အထူးသဖြင့် Lini Yoro လိုလူငယ်လေးတွေရဲ့ပြပုံတော့ဟုတ်တာပေါ့လမ်းညွှန်ပေးဖို့အဲ့ဒါစိတ်ဝင်စားစရာရှုထောင့်ပဲဒါမဲ့ဒီယာဒီအာမာတော့သူ့ကစားချိန်အချိန်တွေကပြန်ကျတော့ပြန်ပြီနော်ပြီးခဲ့တဲ့ယာဒီအချိန်လေးရက်သွားတယ်လို့ပဲအမှန်ပဲဗျဒီယာဒီပြိုင်ခွဲဆုံးမှာပွက်ထွက်ခွင့်နှံခါပဲရသေးတယ် ပရီးမီးယားလိမှာတခါတယ်ဟုတ်ဒါကနီပြအမွေရင်ကဗဟိုကန်စင်မှုနေရာမှာနှွေရည်ကခေါ်ထားတယ်မတိုင်ဒီလေးကိုရှင်းရှင်းလင်းလင်းဦးစားပေးနေပြီဆိုတာပြနေတာပဲဒီလေးကနီပြလိုချင်တဲ့ပုံစံမျိုးဖြစ်နေလို့လားဘောလုံးပေးပို့တာပိုကောင်းတာတော့ပုံမြန်တာတော့အဲ့လိုဖြစ်နိုင်ပါလားဗျာဆိုမကွာရအတော်ပုံမှန်ပွဲထွက်ခွင်းကတော့အတော်လေးဝေဝါသွားပြီအသေးမှာကလည်းဒီနေရာပြိုင်ဆိုင်မှုကအရင်ထက်ပိုကျန်းလာတယ်လीဒီလေးအပြင်လီနီယိုရိုဆိုတဲ့လူငယ်လေးလည်းရှိတယ်ဟုတ်တယ် မာတီနက်စ်တင်ရကပြန်ကောင်းလာရင်သူကပင်ချမ်းမှာအထီးကဖြစ်အောင်မယ်လူရှော့ကလည်းလူဝရင်ကစားနိုင်သေးတယ်ဟုတ်ပါမာရဝီလည်းဘဟုလကစားဖို့တယ်လူငယ် heaven လည်းရှိသေးအများကြီးမယ်ဆိုတော့ဒီလောက်များတဲ့ကစားသမားတွေကြားမှာအတက်ကလည်း30ကျော်လာပြီဆိုတော့မကွာရရတဲ့အခွေရေးကတဖြည်းဖြည်းနဲလာဖို့ပဲရှိတော့တယ်လက်ရှိသူ့ရဲ့အခန်းကဏ္ဍကဒီလေးရဲ့အယံဒါမှမဟုတ်လူချက်ရင်ဝင်ကစားရမယ်သူဆိုတော့သဘောလို့ပဲဖြစ်သွားပြီပေါ့ဟုတ်ကဲ့အယံကစားသူမှာ backup option ပေါ့ သူ့အတွေ့အကြုံကအရေးပါသေးတယ်ဆိုပေမဲ့ကစားသမားတစ်ယောက်အနေနဲ့ဒီလိုအခန်းကဏ္ဍကိုစိတ်ကျေနပ်ပါမလားအရင်ကအသိကောင်းဆောင်ဖိတ်ခဲ့တဲ့သူလေးအင်းဟုတ်တယ်သူ့အတွေ့အကြုံကလူငယ်တွေအတွက်ကောင်းတယ်ဆိုပေမဲ့အရန်ခွန်ကားကနေဘလောက်လမ်းညွှန်နိုင်မှလဲဆိုရလဲရှိသေးလားပေါ့ဒါပေါ့ကဲဒါဆိုသူ့ရဲ့အနာဂတ်အတွက်ဖြစ်နိုင်ခြေရှိတဲ့လမ်းကြောင်းတွေကိုနည်းနည်းပို့ပြီးတည်စီဆွေးနွေးကြည့်အောင်စာချုပ်တတန်းကလက်တွေ့မှာနောက်ဆုံးနေ့လိုဖြစ်နေပြီဆိုတော့လာမယ့်ဇန်နဝါရီမှာတခြားကလပ်တွေနဲ့ဆက်စကားပြုဝင်ရပြီ။ဟုတ်ကဲ့ ဘော့စ်မန်ပြောင်းရွှေ့မှုပေါ့အလုတ်ပြောင်းရွှေ့ခြင်းနဲ့ထပ်သွားမလားတကရောအလွန်ဖြစ်နိုင်ခြင်းများတဲ့လမ်းကြောင်းတစ်ခုပါစာချုပ်သက်တမ်းနောက်ဆုံး6လတွေရောက်ရင်ဘီဘတ်ကလပ်တွေနဲ့တရားဝင်စာချုပ်ကြိုသဘိုးတူလို့ရပြီလေဟုတ်မက်ဂွာယာအနေနဲ့ပုံမှန်ပွဲထွက်ခွင့်တေချာပေါက်ရမယ့်အတဲမျိုးရှာခြင်းတယ်ဆိုရင်ဒါသူ့အတွက်အကောင်းဆုံးအခွင့်အရေးဖြစ်နိုင်တယ်သူ့စက်တန်သူ့တွေ့ကြုံရဆိုရင် ပရီးမီးယားလိဂ်အလယ်လက်ကလပ်တွေဥရောပတခြားလိဂ်ကအတင်းနေစိတ်ဝင်စားမှထိကြပါတယ်။ဒါပေမဲ့ခုနကဆမ်မြူလခတ်စ်တဲ့ကိုကိုကခါတဲ့အချက်ကပိုပြီးစိတ်ဝင်စားဖို့ကောင်းတယ်။ယူနိုက်တက်ကသူ့ကိုစားချုပ်တဲ့ကမ်းလှမ်းဖို့စဉ်းစားနေတယ်ဆိုတာလေ။ဒါပေမဲ့ဒါပေမဲ့အကြီးကြီးတစ်ခုနဲ့ဟုတ်ပါတယ်။အဲ့ဒီအဓိကအချက်ကသူအခုရနေတဲ့လာစာတပတ်ပေါင်း1000နှင့်တောင်။မြားကြီးပဲနော်။ဟုတ် ဲ့ဒါကိုတိဖိတာတာရှော့ချဖို့သဘောတူမှကန်းလာမယ်ဆိုတာမျိုးဒါကအဓိကအချက်ပဲသူကလာမဲ့မလဆို33နှစ်ပြည့်ပြီဟုတ်ကဲ့ဆိုတော့ကလပ်ပကကြီးဒီအရန်ကစားသမားတယောက်ကိုဒီလောက်လစာကြီးဆက်ပေးထားဖို့ကဘနှုံးမအဆင်မပြေဘူးပေါ့ဗန်နန်ရဲ့အရာရောအတင်းတွင်းလစာဖွဲ့စည်းပုံအရာရောဒါပေါ့ဗျာပေါင်စသိန်းကူသုံးစရာအဓိကကစားသမားလေးရဲ့လစာအဆင်ပဲအရန်တွတ်တော့ဘလို့မှမတန်ဘူးလို့ကလပ်ကတွတ်မှာပဲဘလောက်တောင်ရွှဲရမလဲမသိဘူးနော်တဝက်လောက်လားပိုတောင်ရွှဲရမလား အဲ့လောက်လျှော့ပြီးဆက်နေဖို့ကသူ့အတွက်ရောဆွဲဆောင်မှုရှိပါမလားဒါကတကယ်ခက်ခဲတဲ့ဆုံးဖြတ်ချက်ဖြစ်မှာပဲတစ်ဖက်မှာ United လို့ကလပ်ကြီးမှာဆက်နေရမယ်တည်ငြိမ်မှုရှိမယ်မိသားစုလည်းအသားကျနေလော့ပြီဟုတ်ဒါပေမဲ့နောက်တစ်ဖက်မှာကြောက်ပွေးထွက်ခွင့်မသေးချဘူးလစားလည်းအများကြီးရော့သွားမယ်သူ့တန်ဖိုးကိုသေးမပြူပြီးပုံမှန်ကစားခွင့်ပြင်းမဲ့အသေးမျိုးသွားပြီးကစားသမားဘဝနောက်ဆုံးဘဝပိုင်းကိုကောင်းကောင်းဖြတ်တန်းချင်းစေတယ်ရှိနိုင်တာပဲ ကလပ်ပကရောဘာလို့လဆာလျှော်ပြီးထိန်းနှားချင်နေတာလဲသူအတွေ့အကြုံတို့ခေါင်းဆောင်မှုအရေးတွေးလူကအရန်ခွန်ခွန်းနေတောင်တန်ဖိုးရှိနေတွေ့လို့လားဒါမဟုတ်အရန်နောက်ခံလူကောင်းကောင်းတယောက်ကိုဒီထက်တက်တာတွေဈေးနဲ့ရှာဖို့ခက်လို့လားနခုစလုံးဖြစ်နေမှာရေဗျာသူ့ရဲ့ Premier League အတွေ့အကြုံနိုင်ငံတကာအတွေ့အကြုံတွေကအစားထိုးဖို့မလွယ်ဘူးလေအရေးကြီးပွဲတွေမှာလူဝါရီအားကိုးလို့ရနိုင်တယ်တဲ့လူငယ်တွေတော့လည်းစံပြဖြစ်နိုင်တယ်။အင်း။နောက်ပြီးသူ့ကိုအလကားလွတ်လွတ်လပ်ရမယ်အစား လက်စာနဲ့နဲ့နဲ့ဆက်ထိန်းထားတာကကလပ်အတွက်အရှုံးနဲ့တဲ့နီလန်းလိုလေတွတ်နိုင်တာပေါ့ဟိုနွေရတီတောင်းကသူ့အတွက်လာတဲ့ကမ်းလှမ်းမှုတွေကိုပိတ်ချခဲ့တယ်ဆိုတာကိုကြည့်ရင်လေကလပ်ကသူ့ကိုလုံးဝမျက်နှာလွှဲလိုက်တာမျိုးတော့မဟုတ်သေးဘူးဆိုတာပြတယ်အဲ့တော့ပေးချခဲ့တာကတကယ်တန်ဖိုးထားလို့လားကမောဖို့အဲ့ချိန်မှာအစားထိုးဖို့အဆင်မပြေသေးလို့နီးဖြူဟားရလားဆိုတာဘလော့ဒါခတ်တယ်အခုလက်စာ short ပြီးစားချုပ်တဲ့ပေးမယ်ဆိုတာကတော့လက်ရှိတူတန်ဖိုးကိုပြန်ချိန်ဆလိုက်တဲ့သဘောပဲဟုတ်ပါပဲ သူ United အတွက်ပွဲနည်း90ကျော်ကစားထားတယ်။ FA Flyer, EFL Flyer တွေလည်းရပူတယ်။ Club အတွက်ပေးဆက်ခဲ့တာတွေရှိတယ်။ကစားသမားဘက်ကတော့ Old Trafford မှာဆက်နေခြင်းစိတ်ရှိတယ်လို့သတင်းတွေထွက်နေတာဟုတ်လား။ဟုတ်ကဲ့။သတင်းတွေအရတော့သူကိုယ်တိုင်ကဆက်နေလို့စိတ်ရှိတယ်လို့ဆိုပါတယ်။ဒါကလည်းနားလည်နိုင်ပါတယ်။ကမ္ဘာအကြီးဆုံး Club တစ်ခုမှာကစားနေရတာကိုဟုတ်ပါဒါပေမဲ့အဲ့ဒီစန္ဒာကလားစာအများကြီးယော့ရမယ်ပွဲထွက်ခွင့်လည်းမတေးကြဘူးဆိုလို့အခြေအနေနဲ့ရှင်းလာရင် ဘလောက်ခိုင်မာမလဲဆိုတာကတော့စောင့်ကြည့်ရမှာပဲသူ့အေဂျင့်နဲ့ကလပ်ကြားဆွေးနွေးမှုတွေကအဆုံးဖြတ်ဖြစ်လာမှာပါကဲဒါဆိုရင်တော့ဒီအတက်အကျများတဲ့ဇလန်းရဲ့လက်ရှိအခြေအနေကိုအနှစ်ချုပ်ကြည့်အောင်ဟယ်ရီမက်ကွိုင်ယာဟာ United နဲ့စားချုပ်တက်တန်းတနစ်ကျော်ကျန်သေးပေမဲ့လက်တွေ့မှာတော့အနာဂတ်မရေရဘူးဟုတ်ကဲ့ကမ္ဘာစံချင်းတင်ပြောင်းရွှေ့ရင်းနဲ့အတင်းကောင်းဆောင်ဖြစ်ခဲ့ရာကနေအရန်ခုံရောက်တဲ့အထိအဆုံးဂျုံခဲ့ရလာပေါ့ အတင်းမှာဆက်နေဖို့ဆိုရင်တော့အဓိကကလာစာတွိတိတာစာယော့ယူဖို့သဘောတူမှဖြစ်မယ်။ဒါမှမဟုတ်ရင်လာမင်းတို့ရာဒီမှာအလွန်းနဲ့ထွက်ပြီးပုံပန်ကစားခွင့်ရမယ့်အတင်းတွေရှာနိုင်တယ်။သူ့အတွက်ရောကလပ်အတွက်ပါလမ်းဆောင်လမ်းခွက်တစ်ခုပါပဲ။ဒီချင်းနဲ့တစ်ခုလုံးကိုကြည့်ပြီးတော့လေနောက်ဆုံးအနေနဲ့စစ်စင်းစားစရာအချက်လေးတစ်ခုကျွန်မသတိထားမိတယ်။ကစ်တဲ့ဘောလုံးလောကမှာကစားသမားတယောက်ရဲ့တန်ဖိုးဆိုတာကိုင်းနဲ့ကဆွမ်းဆောင်ရည်တစ်ခုတည်းနဲ့တိုင်းလို့မရအောင်နော်ဟုတ်ပါပဲ အသက်အတွေ့အကြုံခေါင်းဆောင်မှုစီးပွားရေးအရာတန်ဖိုးပြီးတော့အရေးကြီးဆုံးလက်စာတောင်းဆိုမှုအကုန်လုံးချင်ရတာအတိအကျပဲဗျာမက်ဂွာရဲ့ဒီချင်တွေကကလကြီးတွေရင်ဆိုင်နေရတဲ့ပိုကြီးတွေပြဿနာတစ်ခုကိုမီးမောင်းထိုးပြနေတယ်လို့ပဲအတွေ့အကြုံရင်ကစားသမားရဲ့အတုံးဝင်မှုဥပမာလူငယ်တွေကိုလမ်းညွှန်တာမျိုးအဝိလဟန်တည်ငြိမ်မှုမျိုးပေါ့ဟုတ်ကဲ့အဲ့ဒါနဲ့သူ့ကိုပေးရမယ့်လက်စာကြီးကြီး အတိတ်ကပေးခဲ့တဲ့စာချုပ်တွေကြောင့်ဖြစ်လာတဲ့ဘန္တာရေးဝင့်ထူဝင်ပူအဲ့နှစ်ခုကြာမှာကလပ်တွေဘလို့ချိန်ဝင်ရညီပြီးဆုံးဖြတ်ကြမလဲတနည်းပြောရရင်မက်ကွာယိုကိစ္စက United ရဲ့အရင်နှစ်တွေကခေါ်ယူမှုနဲ့လက်ဆက်ပေးတဲ့မဟာဗျူဟာတွေအားနဲ့ချက်ကိုပြနေတာလားဒါမှမဟုတ်လက်ရှိစီမံခန့်ခွဲမှုအောက်မှာဒီလိုအခြေအနေတွေကိုဘလို့ပြန်တန်းနဲ့ဖို့စူးစမ်းနေလဲဆိုတော့ကိုပြတဲ့သင်ခန်းစာတစ်ခုလားကစားသမားရဲ့တန်ဖိုးနဲ့ကုညာစေကြားကဒီရှုပ်ထွေးတဲ့ဆက်ဆံရေးကို club တွေဘလို့စီမံခန့်ခွဲသွားရမလဲဆိုတာကတော့စက်ပြီးစိတ်ဝင်စားစရာအကောင်းဆုံးအချက်ဖြစ်နေဦးမှာတည်ကြပါတယ်ဗျဟုတ်ကဲ့